ရန်နဲ့ပူတင်တွဲဆုံဆွေးနွေးမဲ့အစီအစဉ်ကိုအမေရိကန်ဘက်ကအပြီးတိုင်းဖြတ်သိမ်းလိုက်ပါတယ်။ယူကရိန်းအရေးနဲ့ပတ်သက်တဲ့တောင်းဆိုချက်တွေကိုအလျှော်မပေးနိုင်ဘူးဆိုတဲ့သံတမန်အကြောင်းကြားစာရုရှားဘက်ကပေးပို့လာတဲ့အတွက်သမ္မတထန်ကသမ္မတရုရှားသမ္မတပူတင်တို့ဟန်ဂေရီနိုင်ငံဘူဒါပက်စ်မှာတွဲဆုံမှုစီစဉ်ထားတဲ့အစီအစဉ်ကိုအမေရိကန်ကဖြတ်သိမ်းလိုက်ကြောင်း Financial Times ကတရားဝင်ဖော်ပြလာပါတယ်။ရုရှားတောင်းဆိုချက်တွေမှာပါလဲဆိုတော့ပိုင်းနဲ့နယ်မြေတွေအများအပြားယူကရိန်းကဆွတ်လို့ရမယ် ယူကရိန်းစစ်တပ်ကိုလည်းတိတိကျကျရှော့ချပေးရမယ်။ယူကရိန်းကနေတိုးဖွဲ့ကိုဘယ်တော့မှဝင်မှာမဟုတ်ဆိုတဲ့အာမခံချက်တွေပါပါတယ်။အပြန်အလှန်အနေနဲ့ရုရှားဘက်ကတော့တဲ့လက်ရှိစစ်ပွဲကိုတဲ့လက်ရှိဖြစ်နေတဲ့နေရာမှာပဲရပ်ထားပြီးတဲ့ဒီတိုင်းပဲတဲ့စစ်တီတွေကိုလည်းအဲ့ဒီရှိတဲ့နေရာမှာပဲဒီတိုင်းထားပါမယ်တဲ့။ဆိုတော့ရုရှားဘက်ကတော့စစ်တီအင်အားတွေအစလပြတ်တိုးနေတဲ့အချိန်မှာယူကရိန်းဘက်ကတော့သူတို့ရဲ့စစ်အင်အားကိုပါတိရစ္ဆာန်ရှော့ချမဲ့ပုံမျိုးဖြစ်နေပါတယ်။ နေတိုဖော့ကိုလည်းမဝင်ရဘူးလို့ဆိုပါတယ်ဒီလိုဆိုရင်ချိန်မီးရုရှားကယူကရိန်းကိုပြန်လည်တိုက်ခိုက်နိုင်ခြင်းရှိနေပါတယ်အဲ့ဒီအတန်တမန်အကြောင်းကြားကပေးလာပြီးတော့ရုရှားနိုင်ငံရဲ့ဂျိုင်းဝီစာကေလဘွန်အမေရိကန်နိုင်ငံရဲ့ဂျိုင်းဝီမာကိုပီယိုတို့ဖုန်းနဲ့ဆက်သွယ်ပြောဆိုရမှာတင်းမှောက်မှုများစွာဖြစ်ခဲ့ပါလေ။ဘူတာပတ်စ်မှာပြုလုပ်မဲ့စီးပွားကိုဖျက်သိမ်းမှုဆုံးဖြတ်တဲ့အမေရိကန်မူဝါဒကိုနှိမ်ရွာစွာပြောင်းပြန်လှလိုက်ခြင်းဖြစ်ပါလေ။ ယူကရိန်းကိုတိုမဟော့တောင်းတဲ့ထောက်ပံ့မှုအစီအစဉ်ကိုထရန့်ကနောက်ဆုံးတဲ့အတွက်ပူတင်ရဲ့ယက်တီချက်ကိုထောက်ခံသလိုဖြစ်ပြီးနောက်အဲဒီနောက်ပိုင်းမှာရုရှားနဲ့အမေရိကန်ကြောင်ဆွေးနွေးပွဲပြတ်တည်အောင်ပြောနေပြင်မဲ့လဲရုရှားဘက်ကတော့ကြိုးပမ်းကျင်သေးတယ်ဆိုပါတယ်နောက်ဆုံးတမလားထရန့်ဟာအခုလိုမျိုးအာရှကနေပြန်လာပြီးတဲ့နောက်မှာတော့ရုရှားယူကရိန်းအစည်းအဝေးဟာတပတ်မပြည့်မီပါပဲအခုလိုမျိုးဆုံးဖြတ်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ် ဒီလိုမျိုးဖျားတဲ့အကြောင်းအရာရုရှားကြောင့်လို့အင်ဖြူတော်ကဆိုပါတယ်ရုရှားဘက်ကတမရထရန့်ပြောတဲ့အချက်လက်တွေကိုမလိုက်နိုင်အောင်တော့မကနောက်ကလည်းစုံမဲ့ပုံအလားအလာမရှိတဲ့အတွက်ကြောင့်ဆွေးနွေးပွဲဟာအတိတ်ပဲမရှိတော့ဘူးလို့ဆိုပါတယ်အတိတ်ပဲမရှိတဲ့ဆွေးနွေးပွဲတွေအတွက်တမရထရန့်အနေနဲ့အချိန်မပေးချင်ဘူးလို့ဆိုပါတယ်ပူတင်နဲ့မိမိတို့ကြားမှာရှင်းလင်းမှုရှိတာမှန်ပေမဲ့ အရင်မရဖက်မရစကားတွေပြောနေမဲ့စာဘာမှထိရောက်မှုမရှိတဲ့အားတွေလုံနေမဲ့စာမတွေ့တော့တာအကောင်းဆုံးပဲလို့သမရခန့်ကအရင်ကတည်းကပြောနေတာဖြစ်ပါလိမ့်။ဒါမဲ့အဲ့ဒီလိုမျိုးအပြစ်ခတ်ရစဲရင်ပြက်ပြက်သွားသွားတယ်ဆိုပေမဲ့ရုရှားနဲ့အမေရိကန်တို့မတွေ့တော့ဘူးဆိုပေမဲ့အမေရိကန်ကတိုမဟော့တွေယူကရိန်းကို ထောက်ပံ့မှလားဆိုတဲ့သတင်းတောက်တွေရဲ့မေးမြန်းမှုကတော့ထရန့်ကဖြေကြားခြင်းမရှိပါဘူး။ထရန့်ကတော့သူ့ရဲ့ပုံစံအတိုင်းပဲ စစ်ပွဲကိုပုံမပြီးတော့ရှေလျားဖို့အတွက်မိမိတို့အနေနဲ့ဘာမှမထောက်ပံ့ဘူးလို့ပဲအရင်အတိုင်းပြောနေတာဖြစ်ပါလေ။ဒါပေမဲ့သမရထရန်အနေနဲ့ထောက်ပံ့မယ်မထောက်ပံ့ဘူးဆိုတာကတော့စဉ်းစားနေတော့မယ်လို့အင်ဖီရိုရဲ့တင်ရင်းမိတဲ့အရာသိရပါလေ။သမရထရန်ရဲ့သဘောထားကတော့ရုရှားနဲ့နှစ်ယောက်သားထိတဲ့တွေ့မှာမဟုတ်ဘဲနဲ့နောက်ပိုင်းမှာတရုတ်ကိုပါဝင်ခေါ်လာစရာအကြောင်းရှိပါတယ်။ တရုတ်သမားရှီအရရရှားသမားပူတင်ပေါ်ကောင်းကောင်းကြီးခရီးပေးနိုင်တယ်လို့အမေရိကန်နိုင်ငံကဒီကမ္ဘာလုံးကယုံကြည်ယူဆနေတာဖြစ်ပါတယ်။ဒါကြောင့်ယူကရိန်းရင်းနဲ့ပတ်သက်ပြီးအာရှမှာတရုတ်နဲ့သဘောတူခဲ့တယ်လို့အမေရိကန်သမားထရန့်ကလင်းရင်ပေါ်မှာသတင်းတောက်တွေကိုပြောပါတယ်။ Air Force One လေးပေါ်မှာသတင်းတောက်တွေကိုထရန့်ကယူကရိန်းကိစ္စကလေးနဲ့ထားဆွေးနွေးရမယ့်ကိစ္စပြ။ကျွန်တော်တို့အချိန်ကြာကြီးစကားပြောခဲ့ပါတယ်။တနားကျော်လောက်ကြာတယ်လို့ဆိုပါတယ်။တခုခုရဖို့တော့နှုတ်နှစ်ဖက်ကိုပေါ့ဆောင်ရကြပါပါလို့ဆိုပါတယ်။ရှီကျင်းဖြင့်ကျွန်တော်ကိုကူညီပါပါ။ ျွန်တော်ကလည်း Ukraine ကိစ္စမှာတရုတ်နဲ့ပူးပေါင်းဆောင်ရွက်သွားခြင်းတယ်လို့ပြောထားပါတယ်လို့ Trump ကပြောခဲ့ကြအောင် AFP သတင်းမှာဖော်ပြထားပါတယ်။နောက်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ရုရှား Ukraine စစ်ပွဲမှာနောက်ဆုံးရတဲ့သတင်းချက်လက်တွေအရဆိုရင်ရုရှားရဲ့တန်ဖိုးကြီးရေဒါအသုံးခုနဲ့ကမ်းတရည်အင်တွေကို Ukraine ကဖျက်ဆီးပစ်ခဲ့တယ်လို့ဆိုပါတယ်။ Crimea မှာခြေဆိုင်တာနဲ့ရုရှားရဲ့တန်ဖိုးကြီးရေဒါသုံးခုနဲ့ကနေရီဒဇင်ကိုတိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ Ukraine စစ်တော်လည်းကသတင်းထုတ်ပြန်ပါတယ်။အစိုးရအတွက်လေကြောင်းရကာကွယ်ရေးစနစ်ရဲ့ nice asset radar power p18 နဲ့ nibou ရေဒါစနစ်တွေကိုဖျက်ဆီးနိုင်ခဲ့ပါတယ်။ဒါပြင် Crimea မှာတာဝန်ချထားတဲ့ VK16 အမြန်ကန်တဲ့ယာဉ်ဒဇင်းကိုလည်း drone တွေနဲ့တိုက်ခိုက်နိုင်ခဲ့တယ်လို့ Ukraine စစ်တောင်းလည်းရေးကဗီဒီယိုနဲ့တကွသတင်းထုတ်ပြန်လာပါတယ်။ဒါပေမဲ့ရုရှားဘက်ကတော့အဲ့ဒီထုတ်ပြန်ချက်တွေကိုလုံးဝအသိမှတ်မပြုပါဘူး။ Ukraine တပ်တွေဟာအလုံးအကျော်ချက်ကားဖော်ပြနေတာလို့ရုရှားဘက်ကဆိုထားပါတယ်။ Ukraine တို့ကတော့သူတို့ရဲ့အထူးထောက်လှမ်းအဖွဲ့တွေကိုအုံပြုပြီးဖျက်ဆီးခဲ့တာလို့ဆိုပါတယ်။ နောက်ပြီးတော့ကုလသမဂ္ဂကလည်းရုရှားအနေနဲ့ယူကရိန်းပြည်သူတွေကို drone နဲ့တိုက်ခိုက်တာဟာရာဇမှုမြောက်တယ်လို့ပြောလာပါတယ်။ကုလသမဂ္ဂထရီတွင်းမှုချုပ်အန်တိုနီယိုဂူတာရက်စ်ကိုတိုင်ကပြောလာတာဖြစ်ပါတယ်။ရုရှားရဲ့အခုလိုမျိုးပြည်သူတွေပေါ် drone နဲ့တိုက်ခိုက်မှုကိုမြေမျိုးကုလသမဂ္ဂအနေနဲ့ရှုတ်ချပါတယ်ဆိုပြီးတော့ပြောပါတယ်။ ယူကရိန်းရှိရက်စနစ်ပြည်နီးမှာရှိတဲ့ရဲသားပြည်သူတွေပေါ်ရုရှားဒရုန်းနဲ့ခိုက်မှုဟာအကြောင်းတရားကိုဖန်တီးပြီးတော့ထောင်ပေါင်းများစွာရပြည်သူတွေကိုထွက်ပြေးစေခဲ့ကြောင်းကုလဆော်ဆိုင်ရဲ့မစ်ရှင်မှာဖော်ပြပါတယ်။ယူကရိန်းနိုင်ငံဆိုင်ရာလွတ်လပ်တဲ့နိုင်ငံတကာအစိုးရစစ်ဆေးကော်မရှင်စင်ကာစာမှာကင်မရာတပ်ဆင်ထားတဲ့ဒရုန်းတွေနဲ့အဝေးကြီးကနေရဲသားပြည်သူတွေနောက်ကိုလိုက်နေပြီးတခါတရံခိုလုံမင်းတရာရှာနေချိန်မှာပဲမီးလောင်မုန်းတွေဖောက်ခွဲပစ္စည်းတွေနဲ့တိုက်ခိုက်မှုတွေဖော်ပြထားပါတယ်။ဒီတိုက်ခိုက်မှုအရသားတွေကိုသူတို့ပိုင်နေမြေတွေကနေမောင်းထုတ်ဖို့ညှိနှိုင်းလုပ်နေတဲ့မူဝါဒလို့ဆိုပါတယ် လူတွေကိုအတရားဓမ္မအရွှေပြောင်းကျဆိုင်ရာလူသားမျိုးနွယ်တွေပုစုပေါ်ကျူးလွန်နေရာသူမှုနဲ့ညီညွတ်တယ်လို့အခုဘက်ကုလသမဂ္ဂထွေညီတာကံကိုတင်ပြတဲ့အစီအကံမှာဖော်ပြပါရစေ။ဒီတွေ့ရှိချက်ဟာထိခိုက်နေတဲ့သူတွေမျက်မြင်သက်သေတွေအခုညီပေးအလုပ်သားတွေနဲ့ဒေသဆိုင်ရာအာဏာပိုင်တွေပါဝင်လူ226ယောက်နဲ့အင်တာဗျူးတွေပြင်ရာပေါင်းများစွာသောတီတူပြီးသား online မီဒီယာတွေကိုခြေခံလာတာဖြစ်ပါတယ်။အစင်ကစားတဲ့မှာပေါ်ပြတဲ့တိုက်ခိုက်မှုတွေကလွန်ခဲ့တဲ့နှစ်ကျော်လောက်ကယူကရိန်းတောင်ပိုင်းရှေ့တန်းနေရှိဒေသ၃ခုနဲ့ဒီနီပရိုမြစ်ပေါ်ကရုရှားတပ်ဖွဲ့တွေဘက် တဖက်ကမ်းမှာဖြစ်ခဲ့တာပါဂရောင်းတကမှုကြောင့်ချုံဒေသတွေမှာလူဝေးရေးအသီးသားကြာဆင်းသွားပြီးချုံနေရာတွေမှာတက်ကြီးရွယ်ဦးနဲ့မတန်ဆွမ်းသူတွေသာကြန့်ရှိတော့ပါတယ်မိသားတစ်ဖွဲ့တွေစေဘဆိုင်ရာဝန်ထမ်းတွေနဲ့တခြားရေးပေါ်တုံ့ပြန်သူတွေတောင်ထိခိုက်ခဲ့ရပါတယ်ဒေသခံတွေအနေနဲ့ရေးပေါ်ဝန်ဆောင်မှုတွေကိုလိုအပ်ဆုံးနေရာမှာဆုံးရှုံးခဲ့ရပါတယ်ရုရှားနဲ့ယူကရိန်းတို့ဟာအခုကစစ်ပွဲက၄နှစ်ထရောက်ရှိနေပြီးစစ်ပွဲတွေရဲ့ရသားတွေကိုပြင်းထန်တိုက်ခိုက်ခဲ့တယ်လို့ပြန်လည်ဆွဆွဲပြီးနှစ်ဖက်လုံးကတော့ငြင်းဆို့နေတာပဲဖြစ်ပါတယ်။နောက်တွင်လို့ပြောချင်ပါတယ်။ အီလွန်မတ်စ်ကိုစက်ခေါ်ထားခြင်းရင်ဒေါ်လာ1 trillion ပေးရမယ်လို့ Tesla ဥက္ကဋ္ဌကတတိပေးပါတယ်။ Tesla ရဲ့အနာဂတ်အတွက်အဆုံးဖြတ်ပေးမယ့်ချိန်ရောက်လာပြီလို့ပြောရမှာဖြစ်ပါတယ်။ကမ္ဘာ့ဥက္ကဋ္ဌကရှယ်ယာရှင်တွေစီကိုတနင်္လာနေ့မှာပေးစာပို့ခဲ့ပြီးတတိပေးလိုက်ပါတယ်။အကြောင်းအရာကတော့အီလွန်မတ်စ်တောင်းဆိုထားတဲ့စိတ်ကူးတွေမှာတော့မတိုးခွင့်စရာပမာဏဖြစ်တဲ့ဒေါ်လာ1 trillion တန်လာစာပေးခြင်းယူစီစဉ်ကိုရှယ်ယာရှင်တွေတိမပြုတ်ဘူးဆိုရင်အီလွန်မတ်စ်က Tesla CEO ရာထူးကလည်းခြေစုံပြစ်ထွက်သွားနိုင်ပါတယ်။ ဒီမိတ္တရဲ့ခံကြဟာလာမယ့်နိုဝင်ဘာ6ရက်နေ့မှာလုံးမဲ့နှစ်ပတ်လည်စီးဝေးမတိုင်ခင်ပေါ်ထွက်လာတာပါတက်စလာဘုတ်ဖွဲ့ဟာအီလိုမတ်စ်နဲ့အရန်ပလူပလဲနိုင်လို့နဲ့ရှယ်ယာရှင်တွေရဲ့ဂျိုးစီဘောကိုလိလိရှူထားတဲ့ဆိုပြီးဝေဖန်မှုတွေကြီးကြပ်ခံနေရခြင်းဖြစ်ပါလေဒီစီစီဟာအီလိုမတ်စ်ကိုတက်စလာမှာနောက်ထပ်နောက်ထပ်9နှစ်ခွဲလောက်ဆက်ရှိအောင်ထိန်းသိမ်းထားဖို့နဲ့မလုံးပေးဖို့အတွက်ဖြစ်ပါတယ်အီလိုမတ်စ်ရဲ့ဦးဆောင်မှုကတက်စလာရဲ့အောင်မြင်မှုအတွက်မရှိမဖြစ်ရေးပါပါတယ်လို့ပြောပြီးဒီလိုကြီးမားတဲ့မလုံးပေးမဲ့အစီအစဉ်မရှိရင် ကမ္ဘီယာသူ့ရဲ့အခြေအရေးချင်းနဲ့အနာဂတ်အမြင်တွေကိုဆုံးရှုံးရလိမ့်မယ်လို့သတိပေးခဲ့ပါတယ်။အထူးသဖြင့် Tesla က AI နဲ့ကိုယ်တိုင် Moss နဲ့တွေမှာကမ္ဘာကောင်းတော်ပြုစူးစမ်းခြင်း Elon Musk ရဲ့အခန်းကဏ္ဍကအသက်တမျှအရေးကြီးနေပါတယ်။ဒေါ်လာ2 trillion ဘယ်လိုလုပ်မလဲ။ဒီစီစဉ်ကကမ္ဘာရဲ့ဈေးဝက်တန်ဖိုးကိုဒေါ်လာ8.5 trillion ဆိုတဲ့မဖြစ်နိုင်တော့တဲ့ပန်းတိုင်ကြီးအောင်လုပ်နိုင်မှရမယ်။ရှယ်ယာရွေးချယ်ခွင့်ဆက်လက်ဆက်နဲ့ချီတောင်းထားပါတယ်။ ဒါပေမဲ့ဒီကိစ္စမှာနောက်ဆက်တွဲပြဿနာရှိပါတယ်တက်စလာပုံဖွဲ့ဟာ Elon Musk နဲ့လီးစက်လုံးနဲ့ဆက်ဆက်ရေးကြောင့်နှစ်ပေါင်းများစွာဝေဖန်ခံရပါတယ် Elon Musk ကိုဘသူကမှဝေမဖန်ရတဲ့အနေအထားဖြစ်နေပါတယ်ဒီနေ့စောပိုင်းမှာလည်း Delaware တရားရုံးက Elon Musk ရဲ့2018ခုနှစ်လစာသဘောတူညီချက်ကိုဖယ်ချခဲ့ပါတယ်ကြောင်ရင်းလာတဲ့အဲ့ဒီသဘောတူချက်ကိုတည်ပြုပေးခဲ့တဲ့ဘောဖက်ဒရိုက်တာတွေဟာအပြည့်အဝလွတ်လပ်မှုမရှိဘဲမလျော်မကန်ညှိနှိုင်းဆောင်ရွက်ခဲ့တာလို့ဆိုပါတယ် အခုတော့အဲ့ဒီလိုရှုံးတော့ပုံရှိခဲ့တဲ့ဘုတ်ခွက်ကပဲ share share တွေကိုဒေါ်လာ1 trillion တဲ့အစစ်အစစ်တစ်ခုတည်ပြုဖို့ထပ်မံတိုက်တွန်းနေတာပဲဖြစ်ပါလိမ့်ဒီလိုမစတာကတော့ဒေါ်လာ1 trillion ရမယ်ဆိုရင်ကမ္ဘာပေါ်မှာပထမဆုံး trillion ဆိုပြီးတော့နာမည်စင်းတက်နိုင်တော့မှာဖြစ်ပါလိမ့်နောက်တရင်တစ်ပုတ်ပြောချင်ပါတယ် ဒေါ်နယ်ထရန့်လိုလာတဲ့အာဂျင်တီးနားသမ္မတရဲ့ပါတီကတက်တန်းဝက်ရွေးကောက်ပွဲမှာနိုင်ရရှိခဲ့ပါတယ်။အာဂျင်တီးနားနိုင်ငံအစိုးရတက်တန်းဝက်ရွေးကောက်ပွဲမှာအမေရိကန်သမ္မတထရန့်ရဲ့နီကရက်မဟာမိတ်လက်ရှိသမ္မတဂျာဗီယာမီလေးရဲ့ပါတီကကွန်ဂရက်အောက်လွှတ်တော်မှာထောက်ခံမဲ့40%ကိုရရှိခဲ့ပါတယ်။ဒီရေအတွက်ဟောစစ်ပေါင်းမဲ့69%ကိုရေတွက်ပြီးနောက်ရွေးကောက်ပွဲအာဏာပိုင်တွေကရရှိတဲ့ကိန်းဂဏန်းတွေကိုအခြေခံတွက်ချက်တဲ့ပြည်တွင်းမီဒီယာတွေရဲ့ရလဒ်လည်းဖြစ်ပါတယ်။သမ္မတမိုင်လေးဟာခုလားလေပိုင်းက ထရိုင်ရဲ့ Republican ဆိုရထံမှနိုင်ငံရေးနဲ့စီးပွားရေးဆိုင်ရာထောက်ပံ့နေရဖို့အင်ပီရိုကိုရောက်ရှိစဉ်ထရန့်ကတက်တန်ဝဲယူကောက်ဝဲမှာသူသာရှုံးနေရင်တော့အာဂျင်နာကိုပေးမဲ့ငွေကြေးကူညီတွေရဆိုင်ပေးမယ်လို့သတိပေးပါတယ်။နိုင်ငံရေးသဘောထားတင်မှသူမီလီဟာထရိုင်ရဲ့လက်ရရင်ဝါဒီမဟာမိတ်ဖြစ်ပါတယ်။ခန့်ကိုဖျားလို့ကိုးကွယ်သူဖြစ်ပါတယ်။အခုယူကောက်ဝဲမှာပဲပေးသူ60%တသမ900ခန့်လောက်ရှိခဲ့ပြီးနှစ်40ကျော်အတွင်းမဲပေးသူအနည်းဆုံးပါ မီလီယာပါတီကအထက်လွှတ်တော်အတွက်အော်တိုဘတ်26ရက်နေ့ကမဲတည်ကြတဲ့ပြည်နယ်၈ခုနဲ့6ခုမှာလည်းနိုင်ခဲ့ပါတယ်။မီလီယာလည်းထရန့်ကတဲ့မိတ်အတေဂျီနာဂရိတ်ဂိမ်းကိုကျွေးချောက်ထားသူဖြစ်ပါတယ်။ပြောရမယ့်ရင်တော့ထရန့်ရဲ့ပရိုမက်ဖြစ်ပါတယ်။သူ့ဆိုရဖွဲ့ဟာ2023ဒီဇင်ဘာမှာယာရုဆိုင်ယူပြီးနောက်ဆိုရဝန်ထမ်းနေရာထောင်နဲ့ချီရှော့ချခဲ့တယ်လို့အများပြည်သူလုံငန်းတွေရက်ဆိုင်ပါတယ်။ဂျမိုင်းပညာရေးနဲ့ပင်စင်စေးတွေဖြတ်တော့ပါတယ်။ဒါမဲ့မီလီယံနဲ့ကွန်ဂရက်တွေဥပဒေတွေတည်ပြနိုင်မယ်ရွေးရရှိဖို့ဘ ਹੁ လက်ရည်ပါတီနဲ့မဟာမိတ်ဖွဲ့ဖို့လိုအပ်နေဦးမှာဖြစ်ပါတယ် ထရန်ကအာဂျင်တီးနားကိုပေးတဲ့ကွန်ဂျူတာမေးလေးထံကပြလိုက်မျှော်လင့်တဲ့အရာနဲ့ပတ်သက်ပြီးထင်ကျေးပေးမှုတွေရှိနေပါတယ်။လစ်သီရန်အဓိကထောက်တဲ့အာဂျင်တီးနားဟာမေးလေးအာနာမီယာယူနီရဲ့တရုတ်နိုင်ငံနဲ့ဆက်ဆံရေးကောင်းမှုခဲ့ပါတယ်။အို့တော့လက်ရှိသမ္မတမေးလေးဟာထရန်ဘတ်ကိုယိမ်းတဲ့အတွက်တရုတ်နဲ့ဆက်ဆံရေးကစိုးရလာပါတယ်။ထရန်ကတော့အာဂျင်တီးနားရဲ့လစ်သီရန်တွေကိုတောင်းဖို့အတွက်စီစဉ်ရှိနေတယ်လို့တော့သိရပါတယ်။